management ဆိုတာဘာလဲမိကလူတယောက်ကိုလှုပ်စေခြင်းနဲ့လုပ်ငန်းတစ်ခုရှိတယ်အဲ့ဒီလှုပ်စေခြင်းနဲ့လုပ်ငန်းကိုစိတ်ပါလက်ပါနဲ့အကောင်းဆုံးလှုပ်လာမင်းသူ့ကိုဘယ်လိုစီရင်မလဲဘယ်လိုပြောမလဲဘယ်လိုသိမ်းသွင်းမလဲပန်းနိုင်ငံကဘာလို့ကိုဖြစ်ချင်တဲ့ရည်မှန်းချက်အောင်လို့အဲ့ဒါကိုရအောင်လုပ်တဲ့ခါမှာမြစ်တာလေးနဲ့ သူဖြစ်ချင်တော့ဘူးလုတ်ပေးခြင်းနဲ့စေရနာပါလာအောင်ပြောနိုင်မယ်ဆိုရင်သူဖြစ်ချင်တဲ့ဆန္ဒနဲ့အောင်မြင်ပေးလိုက်မယ်လူဟာမိမိကိုယ်ကိုမိမိစာကွန်ဖီဒန့်ရှိရလူတိုင်းလူတိုင်းအဲ့ဒါမရှိလူကအောက်ကိုကြီးကိုယ်တွေမြတ်နေနေပါတဲ့ကို ကိုမှမယုံကြည်ရင်မင်းကသူများကိုရောယုံကြည်အောင်မလုပ်နိုင်ပါဘူး။ပုဂ္ဂိုလ်ကိုမှကိုမယုံတာပဲ။သူများကကိုကိုယုံကြည်လာအောင်မလုပ်လို့ဆွမ်းဆောင်နိုင်ပါဘူး။တမိမိကိုကိုမိမိယုံကြည်ရ။ယုံကြည်တယ်ဆိုတာအကြောင်းပဲမဟုတ်ပါဘူး။ယုံကြည်နိုင်အောင်ဖြည့်ဆည်းထားရမယ်။မပိုင်နိုင်လို့မတွန်းကျင်တဲ့လုပ်ငန်းကိုမလုပ်ပါဘူး။လုပ်ပြီဆိုရင်တော့လေ ်နှွမ်းကြောင်ပိုင်နေအောင်လုပ်ပါတိအောင်လုပ်ပါတက်အောင်လုပ်အဲ့တော့တက်ချင်ပင်ပင်တက်လုပ်ငန်းတွေမှာထိုးသွားလုပ်ငန်းတွေလုံရင်းလုံရင်းနဲ့ experience ရကြတော့ဆိုတော့အဲ့ဒီ experience ကကျွမ်းကျင်တဲ့အနေထားရောတာမန်အတွေ့အကြုံတွေပေါ်မှာ လူမယောက်ရှိတယ်တယောက်ကစူးစူးဆိုင်ဆိုင်နေလာသဘောထားအမှန်ကောင်းဆိုးကြောင်ကျိုးဝေမန်းနေစီစစ်တဲ့စိတ်ဓာတ်ရှိတခါတွေးလိုက်တာနဲ့ဒီပေါ်မှာသူကကောင်းစွာနားလည်သွားတယ်ဟောဒီလိုလားတာမန်လောက်ပါပဲ လဲငါကတွေ့ရင်တောင်မှအဲ့ဒီလုပ်ငန်းကိုသူမကျွမ်းဘူးသေသေးချာချာစီစီစစ်စစ်မလေးလာဘူးရောင်းမလို့ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်လို့လောက်ရပြီဆိုအဲ့ဒီလုပ်ငန်းကိုအတွေ့အကြုံကြီးရှိလိမ့်မယ်အတွေ့အကြုံပေါ်မှာစီစစ်ပါသေးသေးချာချာလေ့လာစူးစမ်းပါအသည့်တစ်ခုရောက်ယူပါအဲ့ဒီခါမှာ ီဘာသာရဲ့နဲ့ပတ်သက်လို့လဲကျွမ်းကျင်အောင်ပြင်ပါနှင်ပါတက်ချင်ရင်သင်တော်ချင်ရင်လက်ချင်ကျွမ်းလိုက်တာတော်လိုက်တာဘာဖြစ်လို့လဲလက်ချင်မှုညာလို့ပါပဲလက်ချင်မှုသိညာလို့ရှိရင်ကျွမ်းသွားတာတရားတို့တက်ချင်တယ်ပြင်ရမှာပေါ့ဆရာကြီးပြင်လိုက်ပြီးတော့ထုတ်ရမှာပေါ့အဲ့တရားကို ကျွမ်းနေအောင်ဆိုရင်ပြီးကြတော့ချိန်ဖန်များစွာလေ့ကျင့်ဆရာကဆယ်ချိန်လေ့ကျင့်အချိန်တရာလေ့ကျင့်ဒီနေ့ကဘာကျော်တရောဆရာကြီးကချိန်ဖန်များစွာလေ့ကျင့်အော်ဆရာကောင်းလေ့ကျင့်အဲ့တော့တော်ချင်းရင်လေ့ကျင့်ကိုလောက်ရတဲ့လုံမဲ့မတော်ချင်းရင်လေ့ကျင့်တက်ချင်းနေသင်ပြီးပြီကျွမ်းအောင်တော်အောင်လေ့ကျင့်အဲ့ဒါလူတော်ဖြစ်သွားတယ် ဘယ်နေရာမှာတော်တာလို့ဒီလုံငန်းမှာတော်တာဘသူမှနေရာတိုင်းမှာမတော်ဘူးနော်နေရာတိုင်းမှာမတော်ဘူးကိုယ်နေရာနဲ့ကိုတော်တယ်သူ့နေရာနဲ့သူတော်အေးကိုယ်နေရာမှာကိုမစတာဖြစ်ပါစေကိုယ်လုံးကိုမစတာဖြစ်ပါစေဖြစ်ရင် confidence ကိုကိုကိုယုံနေကိုကိုကိုယုံရင် personality တက်တယ် ကိုကိုကိုယုံကြည်မှုမရှိတဲ့လူကကိုကြည့်ဒီကြည့်ညနာအမူအရာကိုကရိုးရိုးကလေးကြိုးကြိုးကလေးနှိမ့်ချတာမဟုတ်ပြောတာမဟုတ်ဘူးသူ့သူမမလုံမလဲနဲ့ကြောက်နေလက်နေလက်မှာပေါ့သူမဒီလုံနဲ့မကျွမ်းတာကျွမ်းကြည့်ပါလက်ကြောက် self confidence လူတယောက်ကဘာလို့လုံလို့မိမိကိုယ်ကိုမိမိ ယုံကြည်နိုင်အောင်အလုပ်ပုံစူးစမ်းတာစူးစမ်းရင်အဲ့ဒီလုံတော့ကျွမ်းအဲဒါတော့အဲ့ဒီမှာအစွန်တရားရှိပါလေညော့လျင်မိစ္ဆာပါလျင်ဒိဋ္ဌိမိမိကိုယ်ကိုမင်းယုံကြည်ရမယ်လို့ဆိုတဲ့အတွက်ယုံကြည်မှုလွန်ကဲသွားပြန်ရင်လေဥပရိယပြည့်ပြန်ပြီပြည့် သူများနဲ့တွေ့လိုက်တာနဲ့ကွာသူသူ့မူရာအကြာစီပါစီအပေါ်စီနဲ့ငါလာမစမ်းနဲ့ငါလာလူမလုံးနဲ့ငါကုန်ပြီးပြီလားငါချောမိလားငါတတ်ပါရဲ့လေသံရောဟံပံရောတဖက်သားကြည့်ရတာကိုစိတ်ကြည့်ရတယ်အဲ့ဒါဥပါကုန်ပြီလေနော်ကိုကိုကဒါယူကိုဥပရိယပြောက်ပြ่နေလေရုပ်နဲ့လည်းပြရတယ်အပြောနဲ့လည်းပြရတယ်လေသံရဲ့ အနေနဲ့လေပြမလို့ပါဘူးအဲ့လိုကြီးမလို့ရပါဘူးသိတယ်တော်တယ်ကျွမ်းတယ်တက်တယ်ဟေးမသိလို့မေးလာဘူးရှင်းပြလိုက်သင်ပေးလိုက်ပါစိတ်ကောင်းစေရနာကောင်းသာသာဟိုကကွန်ဖီဒန့်ဖြစ်ပြီးတော့စိတ်တော်တဲ့ငါပဲသိတတ်တဲ့ငါပဲငါလိုလူစဘူးမရှိ အဲ့ဒီဟာမြန်ဘယ်တော့မှမပေါ်ထုတ်ဘူးပါရှင်။အဲ့လိုပေါ်ထုတ်ပြီးမင်းရှုံးရှုံးမင်းရဲ့တော်မှုတွန်းကျင်မှုတွေကြောင့်မင်းဒုက္ခပြန်ရောက်သွားတယ်။အဲ့လိုလူတွေအများကြီးပဲဆက်ချက်မှာဘာတရားမှတော်တယ်။တော်ပြီးတော့လူမုံများခံနေရတဲ့လူတွေအများကြီးရှိတယ်။တော်ပြီးတော့တော်တဲ့လူများ ရှော်တော့ချက်ကျင်တော့လို့ပြောဒီလူတော်တော့တော်ပါရဲ့ဒါမှမဟုတ်တော်လူတော်ဒီမှာလဲရှော်တဲ့ချက်တွေရှိတယ်နောက်တော့ခဏညံ့ဆိုရင်ဖြင့်ကိုကို subject မှာကိုမာစတာဖြစ်ုံနဲ့နေရာတိုင်းမှာသူကအသိတက်ဆရာကြီးလုပ်ချင်နေတယ်ဒါကြတော့မှားပြီပေါ့နော်မှားပြီပေါ့မင်းက သူ့နေရာမလူသားတွေဗျအဲ့ဒါကိုလက်ခံလက်သမားတယောက်နဲ့သွားစကားပြောလို့ရှိရင်အဲ့လက်သမားကသူဘယ်လိုစိုက်ပြိုးလဲအခါရာသီကဘယ်လိုကြည့်ရလဲမျိုးကိုဘယ်လိုရွေးချယ်ရလဲချိုးရတယ်ကျွန်တော်မသိဘူးကျွန်တော်မသိအဲ့လိုမသိနိုင်တဲ့တဲ့ကျွန်တော်ကိုကျွန်တော်ငါလည်းဒီဟာလေးတောင်မသိဘူးလို့စိတ်မပြည့်ရဘူးသာစိတ်ပြမယ်လို့မဟုတ်ကျွန်တော်အလုံးမုံလို့ကျွန်တော်မသိဘူးမသိတဲ့ခါကျရင် ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်သူ့ကိုမေးလို့ရတာလေမေးလို့ရအဲ့မေးရတဲ့အတွက်ကျွန်တော်မှတိမ်ငယ်လည်းမသွားဘူးဥပရိယုတ်လည်းပြတ်မသွားဘူးကျွန်တော်ဒါလေးရှင်းပြသမှန်းလားတခါကလေးကျွန်တော်တို့မှအိမ်မှာတယ်လီဖုန်းကိုနှိပ်လို့မရ Facebook ကဖွင့်လို့မရဖွင့်ပြီးတော့ပြိတ်လို့မရပြဿနာတဲ့ဟိုးအငယ်ကောင်မအမီလေးလာအောင်လာအောင်ဟိုးတယ် ဟောလည်းဒါလည်းမလုပ်လို့လည်းတက်အာသူကမြန်တာအဲ့လိုမလုပ်နဲ့လေဖြည်းဖြည်းပြပါအဲ့လိုငယ်ငယ်လောက်တော့ပြီးတော့ပြီးတော့ဘိုးကမတက်ဘူးဟာချက်စရာလည်းမရှိဘူးပြောစရာတော့ကောင်းပြီနော်သူကတက်တယ်သူကသင်ပေးသွားအဲ့တော့လူလောကမှာကိုမသိတာကြီးအများကြီးပျော်စရာကြီးပါမသိလို့ကိုပျော်စရာကောင်းတယ်နော်အဲ့တော့မင်းလို့ရတာပဲသင်လို့ရတာပဲ အေးကိုတကယ်လောက်ရတာကိုမသိဘူးဆိုရင်တော့အဲ့ဒါမပြောနဲ့အဲ့ဒါကိုချိုးရင်ချက်အားနေချက်လုပ်ပြီးတော့ပြောင်းလုပ်ပြီးတော့အဲ့တော့မြန်မာကမှလည်းမာနကြီးကိုယ် subject မှာကိုမစတာဖြစ်နေတာနဲ့မာနမထူပါနဲ့အဲ့လိုထူတဲ့လူတွေကျွန်တော်အများကြီးတွေ့မှုတယ်ပညာရှင်တွေပဲမာနတွေနဲ့ပြင်မပြင်မကိစ္စလဲသူကသူကဆရာဖြစ်နေတယ်လို့ထင်နေတယ် အဲ့ဒါမဟုတ်ရင်မဟုတ်ဘူးလို့သိတာပညာအဲ့ဒီ subject မှာမသိဘူးလို့သိတာကပညာပဲကိုသိတာကိုလည်းသိပါကိုမသိတာကိုလည်းသိပါသိပြီးတော့သင်ယူဖို့လေဝင်မလေးပါဘူး